ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ News on Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့အတားအေးသဘင်ပွဲတော်ကြောင့်ဘဝစသိမ်းမလာခဲ့တဲ့မိရီယာဆောလုံရဲ့အကြောင်းလေးပဲဖြစ်ပါရစေ။ဒီအကြောင်းအရာလေးကိုမတင်ဆက်ခင် News on Channel လေးကို Like and Follow နဲ့ Subscribe လေးလုပ်ထားပေးပါဦးနော်။ မြမရာဇဝင်မှာအကြည်စားတန်ကရံများရဤအချက်ကြီးလိုအမျက်ကြီးဆိုတဲ့ဆိုယိုးစကားတွေရမှန်ကန်ကြောင်းကိုသက်သေပြခဲ့မှုတဲ့မိဖုရားတပါအမှန်တကယ်ရှိခဲ့မှုပါတယ်။အဲ့ဒီသူကတော့အတာရည်တကြံပွဲတော်ကြောင့်ကန်ဆိုးမှုမောင်ကြပြီးဘဝစသိမ်းမလာခဲ့တဲ့မိဖုရားဆောလုံးပဲဖြစ်ပါတယ်။မိဖုရားဆောလုံးဟာရှမ်းပြည်မှာတိဘောစော်ဘွားကြီးရဲ့သမီးတော်တပါဖြစ်ပြီးတရုတ်ပြည်မင်းလိုလူသိများတဲ့နေရတီယာပတိမင်းရဲ့မိဖုရားတွေထဲကတပါဖြစ်ပါတယ်။ ။နေရတီယာပတိမင်းဆိုတာကတော့အလောင်းစီသူမင်းကြီးရဲ့မိတော်ဥဇနာမင်းကြီးရဲ့သားတော်ဖြစ်ပြီးပကံမင်းဆက်ရဲ့52ဆက်မြောက်မင်းလည်းဖြစ်ပါတယ်။နေရတီယာပတိမင်းဟာပကံထီးနန်းကိုနှစ်ပေါင်း30ကျော်တိမ့်ပိုက်ဆိုးဆန်နိုင်ခဲ့တာကြောင့်နန်းသက်ရှိတဲ့ဘရင်တစ်ပါးအဖြစ်မှတ်ယူနိုင်ခဲ့ပြီးရာဇဝင်ကျမ်းတွေရဲ့ရေးသားဖော်ပြချက်အရဆိုရင်တော့သူဟာကျမ်းမာရေးလည်းအလွန်ကောင်းမွန်တယ်လို့တန်းဝေခြင်းနှာချေခြင်းမျှပင်မဖြစ်ဘူးတဲ့သူလို့လည်းသိရပါတယ်။ ဒါအပြင်အစားအသောက်ကိုလည်းခုံမေးနှိမ့်ချတဲ့သူဖြစ်တာကြောင့်ပွဲတော်တည်တဲ့အခါမျိုးမှာဟင်းခွက်အရေအတွက်300ပြည့်တော်မှသာလျှင်ပွဲတော်တည်လေးရှိတဲ့မင်းတပါအဖြစ်လဲသမိုင်းမတန်းတင်ခြင်းခံရရတာကိုတွေ့ရပါတယ်နောက်ထပ်သမိုင်းရာဇဝင်ကျမ်းတွေထဲမှာတော့နေရတီယာပတိမင်းဟာအကြည်စားတန်တယ်လို့အမျက်ဒေါသလည်းကြည်ပြီးစိတ်မထင်ရင်မထင်သလိုပြုလုပ်တတ်တဲ့သူလို့လည်းဖော်ပြထားပါဗျ။ အထူးသဖြင့်အိယာနိုးလာတဲ့အခါမှာဆိုရင်အနီးနားမှာရှိတဲ့လက်နက်သို့မဟုတ်အရာဝတ္ထုပစ္စည်းတစ်ခုခုနဲ့ဘေးနားမှာရှိတဲ့ရွှေရံတော်တွေမူးမတ်တွေကိုပစ်ပေါက်တတ်တဲ့အကျင့်လည်းရှိပါတယ်ဒါကြောင့်မိဖုရားစောလုံးဟာနေရတီယာပတိမင်းကြီးအိမ်မောကြနေတဲ့အချိန်ဒီမှာဆိုရင်လက်နက်တွေပစ္စည်းတွေကိုတင်းစီထားရပြီးပြပောက်လိုထိခိုက်မိတဲ့အခါမှာနာကျင်ခြင်းမရှိနိုင်တဲ့ခရမ်းသီးတွေတမယာသီးတွေကိုပြောင်းလဲထားရှိပေးရပါတယ်။ ။နေရတိယာပတိမင်းကြီးဟာသူ့ရဲ့မိဖုရားတွေထဲမှာဆိုရင်မိဖုရားစောလုံးကိုအမျက်နှူးဆုံးဖြစ်ပြီးမိဖုရားကောင်းကြီးဖြစ်တဲ့မိဖုရားဘွားစောကိုတော့အယုဒိဆုံးဖြစ်တယ်လို့ဆိုပါရယ်။ရှမ်းမင်းသမီးတစ်ပါးဖြစ်တဲ့မိဖုရားစောလုံးဟာရှမ်းသွေးပါသူပြီးပြီးအလှသွေးကြွယ်ဝသလိုအိန္ဒိရိတိတ်ခါကြီးမှပြီးဘာသာတရားကိုလည်းယုဒိကိုင်းဆိုင်တတ်တဲ့သူဖြစ်တာကြောင့်သူ့ရဲ့အခြေအများစုကိုဘာသာရေးနယ်သာကြောဖြတ်လေးရှိပါရယ်။ဒါအပြင်နန်းတော်အတွင်ပျော်ပွဲရွှင်ပွဲတွေကျင်းပတဲ့အခါမှာဆိုရင်လေကိုယ်တိုင်ပါဝင်ဆင်နွှဲခြင်းမရှိဘဲဘေးတနေရာမှာသာအသာအရာဆံမြန်းနေတတ်သူရဲ့ပါ ဒီလိုအချက်ကြောင့်ကြီးမားလို့နဲ့မိဖုရားဆောလုံရဲ့ကံကြမ္မာငင်မှုကတော့တခါသောနွေရသည့်အချိန်အေယာဝရီမြေကန်းတပီမှာအတာတကြံပွဲချင်းပါရာကနေစတင်ခဲ့ပါတယ်။အဲ့ဒီတုန်းကနေရသည့်ရပတိမင်းကြီးဟာတကြံပွဲတော်မှာရေကစားဖို့အတွက်လူများမမြင်နိုင်အောင်နန်းတော်ကနေမြစ်စိတ်အထိကိုအမိုးကားရီကာယံပြီးသွားရောက်ခဲ့ပါတယ်။ မြစ်စိတ်ကိုရောက်တဲ့အခါမှာလဲမိဖုရားတွေကိုလုံးတော်တွေမောင်မတော်တွေနဲ့အတူရေကစားမန်းတက်မှာရေသပင်ပွဲဆင်နွှဲခဲ့ပြီးဒီလိုဆင်နွှဲတဲ့အချိန်တွင်းမှာတော့မိဖုရားစောလုံးကသူ့ရဲ့အမှုအကျင့်တိုင်းပါဝင်စောကစားခြင်းမရှိဘဲမြစ်စိတ်အနီးကယာယီတဲနှဲမှာသာဥပုပ်တီလာစောင့်တည်နေခဲ့ပါတယ် ဒီခါမှာတော့အကြည်စားတန်လာတဲ့နေရတီယာပတိမင်းဟာအင်ဒရီကြီးမလို့နဲ့သူ့ရဲ့မိဖုရားစောလုံးကိုရေရွှေရွှေရွှေဆူယုံသားမကရေမွအောင်ပတ်ဖို့အတွက်ရေးမှရှိတဲ့မောင်မတော်တွေကိုအမိန်ပေးခဲ့ပြီးယာယီတဲနှမ်းမှရှိတဲ့စောလုံးကိုလည်းသူ့စီလာရောက်ခစားဖို့အတွက်ခေါ်တော်လွှတ်ခဲ့ပါတယ်အချိန်လေးရက်ရက်ကိုသတိမမူမိတဲ့စောလုံးကတော့ရှင်မင်းကြီးရဲ့အမိန်တော်အတိုင်းရှေတော်မောက်ကိုခါစားဖို့အတွက်ရေကစားမတ်တက်စီကိုဝင်လာခဲ့ပါတယ်။ဒီလိုနဲ့မန်တက်တဲရောက်တဲ့အခါမှာတော့ မောင်မတော်တွေကရှင်မင်းကြီးမှာကြားတဲ့အတိုင်းမိဖုရားစောလုံးကိုတကူလုံးရွှေရွှေဆိုယုံသာမကအသက်ရှူချက်အောင်ရေရေလောင်းပတ်လိုက်တာကြောင့်အရှက်ကိုအသက်ထက်တက်မိုးထားတဲ့မိဖုရားစောလုံးခမရမှာလူပုံအလဲအရှက်ကွဲခဲ့တဲ့အပြင်အခြားသောမိဖုရားတွေနဲ့ရွှေရန်တော်ရဲ့ရီမောမှုပေါ်ပါရရှိခဲ့ပါတော့တယ်။ ဒါရင်မကသေးပဲခင်မွန်းတော်ဆက်သူနေရတီယာပတိမင်းကပါသူ့ရဲ့ဖြစ်အင်ကိုရှူစားပြီးသဘောတကျနဲ့တတော်တော်ရီမောနေခဲ့တာကြောင့်စောလုံးရဲ့စိတ်မှာပုံမိုခံစားရခတ်သွားခဲ့ပါတယ်။အဲ့ဒီတုန်းကအတားရီသဘင်ပွဲဆိုတာရီကိုခန္ဓာကိုယ်ဆိုးရုံအနေထားမြတာရီရင်ကြီးကြီးပတ်ပြန်လေးရှိတဲ့ဒလိအဖြစ်သာရှိသေးတာပါ။ ဒါကြောင့်ခေါင်းစားချီဆုံးကိုလုံးရွှေရွှေဆိုပြီးအသက်ရှူချက်လာအောင်ရေတွေလောင်းချခံရသူစောလုံးအတွက်ကတော့ဒီအဖြစ်ဟာအသေးခိုက်ခိုက်တော့အောင်အလွန်နာကျင်စရာကောင်းခဲ့တယ်လို့ခင်မုန်းဖြစ်သူအပေါ်မှာလဲနာကြီးစိတ်တွေရန်ညိုးတွေဖြစ်ပေါ်စီပါတော့တယ်